မင်္ဂလာပါရှင်မန္တလေးကတက်ချန်နယ်နဲ့ပြန်လည်ကြွဆွနိုင်ပါရှင်ကျမတို့ချန်နယ်ကနေတော့ဆွေးနွေးတဲ့သတင်းများကိုအချိန်နဲ့တပင်းညစာတင်တင်ဆက်ပေးတော့မှာဖြစ်ပါရှင် ။စာနေကြီးမြို့နယ်ဝက်ပေါင်းကုမ္ပဏီအတွင်သက်ဆွဲထားတဲ့စစ်တပ်ကို short တက်တို့အလုံး30ဖြင့်ပြစ်ခတ်တိုက်ခိုက်မှုထိခိုက်ဒေဆုံးမှုရှိကြောင်းသိရပါတယ်။စကိုင်းတိုင်းစာနေကြီးမြို့နယ်ဝက်ပေါင်းကုမ္ပဏီအတွင်သက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကို short တက်တို့အလုံး30ဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဒေတာတွင်တရင်ကြီးမြစ်ကရန်ခရတင်ဌာနထပ်တပြောဆိုချပါတယ်။နိုယမလာ17ရက်နေ့ည7:00နာရီခန့်မှစတင်ပြီးစာနေကြီးမြို့နယ်ဝက်ပေါင်းကုမ္ပဏီအတွင်သက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုကျော်ရည်တပ်ဖွဲ့များက short တက်တို့အလုံး30ဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ည်။ထို့တခါမှုအတွင်အကြံပေးစကောင်းစီဖက်ကနေချိတ်ခတ်မှုအခြေအနေကိုအတည်ပြုနိုင်ရှင်းမရှိသေးပဲစစ်တပ်ကလည်းကျေးရွာများကိုလက်နက်ကြီးများဖြင့်ရဲတပ်ပစ်ခတ်ခဲ့ခြင်းကြောင့်ဆက်တဲရွာအတွင်နေနေကြီးကြီးချောင်ပောက်ွက်ခဲ့ကပြည်သူများချိတ်ခတ်မှုရှိမရှိမသိရသေးကြောင်းသိရပါသည်။ PDF တွေကဝေါ်ပေါင်းချက်ကိုရှက်တက်တော့အလုံး30နဲ့ပြစ်ကြမနေ့ကည7:00နာရီလောက်ကနေ7:00ကျော်လောက်အထိကိုပြည်သူတွေကပွဲဖြစ်နေတာထင်ကြတယ် စစ်ခွေးတွေကလည်းပြန်ပစ်တဲ့လက်နဲ့ကြီးနဲ့ဆယ်သေးရွာချက်ကိုလက်နဲ့ကြီးရဲ့ကြောက်ရောက်ပောက်ကွဲတာပြည်သူတွေတိုက်ခိုက်မှုမရှိခဲ့ပါဘူးလို့ဒေတာတွင်သတင်းမြစ်ကပြောဆိုထားပါတယ်။ အော်တိုမလာ23ရက်နေ့ကနေတရားဝင်ဖို့ကုမ္ပဏီဝင်အတွင်းစစ်တပ်တက်ဆွဲထားတဲ့နေရာကိုတော်လည်တက်များကတရားခွန်မမရှော့တိုက်တုံးများဖြင့်နေရာပေါင်းစုံမှပြစ်ခတ်တိုက်ခိုက်များရင်းကုမ္ပဏီဝင်အတွင်းပောက်ကွဲမှုများဖြစ်ပေါ်ခဲ့ပြီးမိများနှောက်ကြွခဲ့ကြောင်းဝါပောက်ကုမ္ပဏီဝင်အတွင်းအရေးပေါ်အုပ်အော်ဆွဲတက်များတညလုံးချက်ပေါ်ခဲ့ပြီးမိသက်ကားများစစ်ကားနဲ့ရဲကားများဖြင့်ရုံရင်းဆန့်ခတ်ဖြစ်သွားခဲ့ကြောင်းသိရှိရပါသည် ်အကြံဖစ်စစ်တကစာနေကြီးမြို့နဲ့အတွင်းစစ်ကြောင်းထုံးမှုများလှုပ်ဆောင်နေခြင်းအပြင်လေကြောင်းတက်ခတ်မှုများကိုလည်းမချခနဆိုသလိုလှုပ်ဆောင်နေကြတဲ့ပြည်သူများစစ်ဘေးရှောင်နေရာကြောင်းဒီတိုင်းပြည်သူများထပ်ကနေသိရှိရပါတယ်။ဆက်လက်ပြီးတော့ဆဲအုပ်စုပြည်လုံးမဲ့အတရာရွှေကောက်ဖွဲ့တွင်ပါဝင်သူများကိုအရေးယူရန်မွန်ပြည်ဖက်ဒရယ်ကောင်စီကဤဥပဒေနဲ့လှုပ်ထုံးလုပ်နည်းများကိုရေးဆွဲနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရယ်။အကြံဖက်ဆဲအုပ်စုပြည်လုံးမဲ့အတရာရွှေကောက်ဖွဲ့တွင်ပါဝင်သူများကိုအရေးယူရန်ဤဥပဒေနဲ့လှုပ်ထုံးလုပ်နည်းများရေးဆွဲနေကြောင်း Monster Federal Council စီ MSFC မှာပြောရေးဆိုခွင့်ရှိသူကရန်ခွေတနင်္ဌာနချုပ်တို့ပြောဆိုထားပါတယ်။နိုဝင်ဘာလ3ရက်နေ့တွင်ဝမ်ပြဖက်ဒရယ်ကောင်စီရဲ့အကြံဖက်စတက်ပြုလုပ်မဲ့တရားမဝင်အတရားရေကောက်ပွဲအပေါ်မူဝါဒရည်တိချက်စာတမ်းကိုထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်။အဆိုပါမူဝါဒရည်တိချက်စာတမ်းတွင် မွန်ဂျူဖက်ဒရယ်ကောင်စီနှင့်ပြည်အကြံဖက်စစ်တန်နှင့်စကောင်စီကိုအကြံဖက်စစ်အုပ်စုကိုမတ်ယူမဲ့ဖြစ်ပြီး2025ခုနှစ်ဒီဇင်ဘာလတွင်၎င်းတို့ပြုလုပ်မဲ့အရွေးကောက်ပွဲတွင်လည်းဖက်စစ်လူယူပွဲကိုအမိတွင်မိသားကြောင့်ပြဆိုချဖြစ်ပါရယ်။ ထို့ပြင်အကြံဖက်ဆုပ်ဆုပ်ပြုလုပ်မဲ့ရွေးကောက်ပွဲတွေအတူရောင်းရွေးကောက်ပွဲတာဖြစ်ပြီးနောက်ထပ်နှစ်ပေါင်းများစွာနိုင်ငံကိုစစ်ကြွပြုရန်လက်နက်ကမ်းလူတက်နိုင်စင်ရယူရန်စစ်အနာရှစ်နှစ်တင်းမြဲရန်ညီရွယ်ပြီးကျင်းပတဲ့ရွေးကောက်ပွဲတာဖြစ်ကြောင်းမွန်ပြည်ဖက်ဒရယ်ကောင်စီနှင့်ဖြင့်စကောက်စီမှ ပြုလုပ်တဲ့တရားမွေအတူရောင်းရွေးကောက်ပွဲကို ကာလသုံးပါးစလုံးတွင်ဆန့်ကျင်သွားမှဖြစ်ကြောင်းထုတ်ပြန်ချက်တွင်အတိအလင်းဖော်ပြထားဖြစ်ပါရယ်ဆုဆူရေကောက်ပမပေါဝင်မဲ့သူတွေကိုအရင်ယူနိုင်ဖို့ကျမတို့ဤဥပဒေနဲ့လှုပ်ချလုံးနည်းတွေကိုရေးဆွဲနေပါတယ်အ мян ဆုံးပြီးအောင်ရေးဆွဲနေပါတယ်စကောက်စရဲ့ရေကောက်ပွဲဟာတရားမဝင်ပါဘူးဒါကြောင့်ပြည်သူတွေအားလုံးဆန့်ကျင်ကြဖို့တိုက်တွန်းပါတယ်နိုင်ငံကလည်းအတရားရေကောက်ပွဲဖြစ်ကြအတိမတ်မပြုတ်ဖို့ကိုလည်းသတင်းစကားပါချင်ပါတယ်လို့ Monster Federal Council MSFC မှာပြောရေးဆွေးနွေးချက်ကပြောဆိုထားဖြစ်ပါတယ် ပြည်သူများအနေဖြင့်လည်းအကြံဖက်ဆုံးဆွေးအတူရောက်ရေကောက်ပွဲကိုကိုယ်စားလှယ်ဖြင့်ဝေယောင်းရှင်ပြအရွေးခံခြင်းမိမိအတွက်ဖြစ်စေအစုအဖွဲ့တစ်ခုအတွက်ဖြစ်စေပုဂ္ဂိုလ်တစ်ဦးအတွက်ဖြစ်စေမဲဆက်စယုံမှုပြုခြင်းမဲဆက်စယုံမှုပြုဒီကိုကုညီပတ်ပို့ခြင်းတို့ပါဝင်အစောအတူရောက်ရေကောက်ပွဲအထမြောက်စဉ်ရန်တရရဖြစ်စေတဝရဖြစ်စေတနည်းနည်းဖြင့်ပါဝင်ပတ်သက်မှုပြုခြင်းပတ်ပို့ကုညီမှုပြုခြင်းအပိတ်ခြင်းများမပြုလုပ်ရင်လည်းထို့သို့ပြုလုပ်ပါကမွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့လွှတ်ထုတ်လုပ်နည်းများနဲ့အညီအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း မွန်စတိတ်ဖက်ဒရယ်ကောင်စီ MAFC မှာပြောရေးဆွေးခွေးရှိသူကဆက်လက်ပြောဆိုသွားခဲ့တာပဲဖြစ်ပါရယ်။ဆက်လက်ပြီးတော့အတူရန်ရွက်ကပ်ပွဲသို့မဟုတ်စစ်ရဲစိုးကောင်များရဲ့အရေးခွန်လဲအနာခွဲဝေပွဲဆိုတဲ့တိုင်းဆောင်ပါကိုတက်ဆက်ပြီးမှဖြစ်ပါရယ်။အကြံဖက်စစ်တပ်ကကျင်းပဖို့ပြင်ဆင်နေတဲ့အတူရန်ရွက်ကပ်ပွဲအပြီးမှာစစ်တပ်ရဲ့နိုင်ငံရေးအနာရယူထားမှုတွင်အပိုင်းသက်တစ်ခုထိရောက်သွားပြီးအရပါပါတီရိအနေနဲ့လုံပိုင်းခွဲတစုံတရာရရှိလာမယ်ဆိုတဲ့သုံးသပ်ပြောဆိုမှုတွေတစုံတစာကြားနေရပါရယ်။ ဒါဟာဖြစ်နိုင်ရလားဆိုတဲ့မေးခွန်းကိုကြံ့ဖို့ပါသေးတော့ဘုချုပ်ကြီးအစင်မှာအောက်ခြေအဆင့်အထိဆေးရရှိများရုံးအုပ်နဲ့တက်ကြွကြစည်များပါမကျန်ဆွဆွပါလေးရနဲ့89ဦးမဲအောင်အမေပြေပြောင်းရွှေ့ဆိုတဲ့တရင်ကအဖြစ်ပေးလိုက်တာပဲဖြစ်ပါရယ်ကြံ့ဖို့ပါသေးဟာအရင်ကတည်းကဆရာနာရှင်တို့ရဲ့လက်ကမ်းတုပ်လက်ဝဲခံပါသေးဆိုတာလူတိုင်းသိပြီးသားပါ လက်ရှိတက်ဖူပန်တီရဲ့အဥထခင်းဟန်ဆိုရင်လည်းအကျန်းဖက်စစ်တမဘုံမှုချုပ်ရဲချုပ်တာဝန်တွေထမ်းဆောင်ခဲ့ပြီး2021ခုနှစ်စီအာနာသိမ်းမှုအပြီးမှာဖွဲ့စည်းခဲ့တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဂါဆာမှာလည်းဒီတော်စုဝန်ကြီးအဖြစ်ခန့်အပ်ခံခဲ့ရသူဖြစ်ပါရယ် အခုသူကအတူရောက်ရွှေကပွဲမှာနေပြီးရစရာတည်ရင်းမြို့နယ်ပစ်တလို့တော်မဲဆန္ဒနယ်ကနေဝင်ရောက်ရှင်ပြန်မှာဖြစ်ပါရယ်ကျဖို့ပါတီရဲ့ဒုတိယအဝတ္ထမျိုးစောတိန်ဟာဆိုလို့ရှိရင်လည်းအကျန်းဖက်စစ်တပ်မှာဒုတိယဗိုလ်ချုပ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့သူဖြစ်ပြီးစစ်တပ်ရဲ့စည်ရေးချုပ်ရာထူးကနေ2022ခုနှစ်နေကုန်ပိုင်းမှာကျဖို့ပါတီကိုပြောင်းရွှေ့လာပြီးပါတီဒုအဝတ္ထဖြစ်လာခဲ့တာဖြစ်ပါရယ်သူကအတူရောက်ရွှေကပွဲမှာပဲခူးရိုင်းပောက်ခေါင်မြို့နယ်ကနေဝင်ရောက်ရှင်ပြန်မှာဖြစ်ပါရယ် နဂုံကလေးကစစ်သားဟောင်းရင်းများစွန့်နဲ့ဖွဲ့စည်းထားတဲ့စစ်တပ်လက်ဝန်းခံပါသည်ကျန့်ဖို့ထက်ကိုမင်းအောင်နိုင်ကသူ့ရဲ့လူယုံတွေကိုထတ်ထက်ပြီးအတူရောင်ရွေးကောက်ပွဲအပြီးအခင်းကျင်းမှာပါစစ်တပ်ရဲ့နိုင်ငံရေးအာဏာကိုမယုံမယော့အောင်ဂျန်စီဆောင်ရွက်နေတာကလက်ပြင်းမှာဆင်သွားတယ်လို့ထင်ရှားနေတာပဲဖြစ်ပါရယ်။လက်ရှိနိုင်ငံတော်လုံခြုံရေးနဲ့အချမ်းတရေးကော်မရှင်စကမာရဲ့အဖွဲ့ဝင်ရဲ့ အမျိုးသားကကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့အမှုဆောင်ချုပ်ဖြစ်တဲ့အောင်လင်းတွဲကိုလည်းချက်ဖို့ပန်းတိကိုပုတ်ပြီးအတူရောက်ရွေးကောက်ပွဲမှာနေပြီးတော့အမျိုးသားလွတ်တော်မဲဆန္ဒနဲ့ PR ကနေဝင်ရောက်ရှင်းပြခိုင်းပါတယ်။အောင်လင်းတွဲဟာအကြက်ဖက်စစ်တမ်းမှာဗိုလ်ချုပ်ချုပ်ဖြစ်ခဲ့ပြီး2021ခုနှစ်ဆီအနာသိမ်းပြီးဖွဲ့စည်းခဲ့တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ဆက်ကမှအတွင်းရေးမှုအဖြစ်တာဝန်ယူခဲ့တဲ့သူဖြစ်ပါရယ်။ လက်ရှိဝန်ကြီးချုပ်ရာထူးနဲ့နိုင်ငံတော်လုံခြုံရေးနဲ့အချမ်းပါရဲ့ကော်မရှင်အဖွဲ့ဝင်ရာထူးတွေကိုပေးအပ်ခြင်းခံထားတဲ့ညိုစောကိုလည်းအတူရာရုပ်ကောက်ပေါ်မှာကိုကိုကျန်းပြည်တော်လွတ်တော်မဲဆန္ဒနယ်ကနေဝေးပြိုင်ခံထားဖြစ်ပါရယ်ညိုစောဟာအကြံဖက်စတမဘူချုပ်ကြီးဖြစ်ခဲ့တာဖြစ်ပြီး2021ခုနှစ်ဆန္ဒသိပ်ပြီးဖွဲ့စည်းခဲ့တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနောက်ဆက်ကမှလည်းအဖွဲ့ဝင်နဲ့မင်းအောင်လှရဲ့အကြံပေးဖြင့်လုပ်ကိုင်ခဲ့တဲ့သူဖြစ်ပါရယ် လက်ရှိပို့ဆောင်ရေးနဲ့စစ်တွေးဝန်ကြီးရထုခန့်အပ်ခြင်းခံထားပြီးရခိုင်ကအကြမ်းဖက်စစ်တပ်မှဘူချုပ်ကြီးအဖြစ်လုခဲ့ဖို့သူမြထုံးကိုလည်းအတူရောင်ရွေးကောက်ပွဲမှာပြင်းလွင်မြင်တဲ့ပြစ်တွတ်တော်မဲဆန္ဒနဲ့ကနေဝင်ခိုင်းချဖြစ်ပါရယ်မြထုံးဟာလည်း2021ခုနှစ်စစ်အာဏာသိမ်းပြီးဖွက်စည်းခဲ့တဲ့မင်္ဂလာစီမောင်းချောရဲကောင်းစင်နာစကမှာဒုတိယဝန်ကြီးချုပ်ပို့ဆောင်ရေးနဲ့စစ်တွေးဝန်ကြီးကာကွယ်ရေးဝန်ကြီးနေရာတွေမှာတာဝန်ထမ်းဆောင်ခဲ့တဲ့သူဖြစ်ပါရယ် ဒါပြင်လက်ရှိမှာပြည်ချမ်းရေးဝန်ကြီးရထုကိုခန့်အပ်ခြင်းခံထားပြီးရခိုင်ကအတန်းပစစ်တပ်တွင်ဝှချုံရထုနှင့်နေဆက်ရေးရာဒုတိယဝန်ကြီးဖြစ်ခဲ့ဖို့သူမောင်မောင်အုပ်ကိုလည်းတူယောင်ရခိုင်ပြည်မှာနေပြီးတော့တက်ကုံမြို့နယ်ပြည်တွလွတ်တနေရာမှာဝင်ခိုင်းထားတာကိုတွေ့နေရတာဖြစ်ပါတယ်မမအုံဟာ net set data များရှိတဲ့ online ကြားဖြန့်ဝင်လေလုပ်ငန်းများနဲ့များစွာပတ်သက်ဆက်နွှယ်နေတဲ့သူတို့ဖြစ်ပြီးဟိုတယ်နဲ့ခီးသွားလာရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးအဖြစ်၎င်းရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်၎င်းတာဝန်ယူခဲ့ဖူးတဲ့သူဖြစ်ပါရယ် နောက်ပြီးတော့အကြံဖက်စစ်တပ်မှ2001ခုနှစ်တုန်းကဝိုမူဂျီအစစ်နဲ့စစ်ဥစည်းအရာရှိချုပ်၄ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးဝိုမူချုပ်ဖြစ်သူမြင့်ချင်းခံခဲ့ရသူ2003ခုနှစ်မှာဝိုချုပ်အစစ်နဲ့ကာကွယ်ရေးဥစည်းချုပ်၄ဖြစ်တာဝန်ယူခဲ့သူညဟင်းကိုလည်းအတူရောင်ရွှေခောက်ပွဲမှာနေပြီးတော့တက်ကနက်ဒီရီညွတ်နယ်ပီတလူတော်မဲဆန္ဒနယ်ကနေဝင်ပြိုင်ခန့်ချဖြစ်ပါရယ်ညဟင်းကသိစိန်နဲ့ချမစစ်တရေးနယ်တရင်အချက်နဲ့နေပညာဝန်ကြီးဌာနရဲ့ဝန်ကြီးဖြစ်ခဲ့ပြီး2016ခုနှစ်မှာချက်ဖို့ပါတဲ့ဒုတိယဥက္ကဋ္ဌတာဝန်ကိုတာဝန် ထမ်းဆောင်ခဲ့တဲ့သူပဲဖြစ်ပါရယ်ဆိုဆူရဲ့အတူရောင်ရွှေကောက်ပွဲမှာအကျန်ဖက်စစ်တပ်ရဲ့ရာထူးအကြီးပိုင်းနဲ့ပြတ်တဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဒူဘိုချုပ်ကြီးကံမြင့်တန်တမရော့စစ်စီရေးအရာရှိချုပ်ဒူဘိုချုပ်ကြီးစိုးတင်နိုင်ဆေးရထူးခန့်ချုပ်ဒူဘိုချုပ်ကြီးလိန်အောင်စီရေးချုပ်ဒူဘိုချုပ်ကြီးဖုံးမြတ်အသက်အမတ်သုံးစစ်စင်ရေးအထူးအဖွဲ့ဒူဘိုချုပ်ကြီးတေစာကျော်ဆောင်တဲ့ဒူဘိုချုပ်ကြီးတွေကလည်းအရက်ဝတ်လဲမှာ ပါဝင်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်။ဒါပြင်ရှင်နေကြီးဥကိုနီကိုလုံချက်တက်ဖြတ်ခဲ့တဲ့အမှုမှာအဓိကအကျိုးကိုင်းတဲ့သူဖြစ်တဲ့လင်းစောထွန်းဆိုတဲ့ပုဂ္ဂိုလ်ကလည်းအထူးရွှေကောက်ပတ်မှာကျန်ဖို့ပါတီကနေတစင်မိုင်းဖြတ်မြုပ်နယ်ကနေဝေရောက်ရှင်ပြိုင်မယ်ဆိုတာကိုလည်းသိရှိရပါတယ်။ဆိုတော့အတူရရွေးကောက်ပွဲဟာစစ်တရနိုင်ငံရဲ့အနာကိုရှော့ချပြီးအရတားတွေကိုအနာခွဲယူပြီးပို့လုံးနေတဲ့ရွေးကောက်ပွဲမဟုတ်ပါဘူး။ပြည်သူတွေကိုတပ်ပြီးဆေးရဆုများစွာကျွမ်းထားတဲ့ဆေးရဆုကတွေကသူတို့ရဲ့အသွေးစွန်းနေတဲ့စစ်ရင်တို့ဖောက်ကိုချွတ် တိုက်ပုံလဲဝတ်ပြီးဆီအနာတင်မြဲရေးကျူးနံခဲ့တဲ့ဆေးရဆမှုတွေအတွင်ပြည်တံကွင်းနဲ့ခွင့်ရရှိရေးအတွက်အတွက်ဟန်ပြပြုလုပ်မယ်တူယောင်ရွှေကပွဲတာဖြစ်တဲ့ဆိုတာကိုအခုလောက်ဆိုရင်တော့အားလုံးကတင်မြဲနှားလေလောက်ပြီးလို့ထင်ပါတယ်အပင်နာဆင်အတွက်ထွေပဲကျဆွတင်ရှိပါလေရှင်